ဂျီးရီးယားပြန်ပြေးဆွဲခံရမှုကလေးငယ်တရားခံပြောင်းနေနိုင်ဂျီးရီးယားနိုင်ငံမှာအဆိုအဝါဆုံးအစုလိုက်အပြုံလိုက်ပြန်ပြေးဆွဲမှုကြီးတွေနဲ့ရင်ဆိုင်နေရပြီးတောင်းကြနေရပြန်ပြေးဆွဲခံရမှုတွေမှာမိန်ကလေးငယ်တရားခံပျောက်ဆုံးနေရလို့တာဝန်ရှိသူတွေကပြောကြားလာတာကိုကပြီးတော့ရိုက်တာသတင်းမှာဖော်ပြထားပါဗျာ ပြီးခဲ့တဲ့တောင်းကြနေကနီဂျဲပြည်နယ်ကစိတ်မေရီကက်သလစ်စာတင်ကျောင်းတစ်ခုအားနေပြီးတော့ကျောင်းသားငယ်တွေနဲ့ဝန်ထမ်းတွေပါဝင်စုစုပေါင်းလူ300ကျော်ကိုတနတ်သမားတွေကပြန်ပေးဆွဲသွားခဲ့တာပါ။အတော်များများကတော့ထွက်ပြေးလွမြောက်လာနိုင်ကြပြီးမိဘတွေစီပြန်ရောက်ပြီလို့သတင်းတချို့ကဆိုပါရယ်။ဒါကနိုင်ဂျီးရီးယားမှာသတင်းတစ်ပတ်တွင်ဒီလိုမျိုးပြန်ပေးမှုမျိုးတတိယကြိမ်ဖြစ်ခဲ့တာဖြစ်ပါရယ်။ ပြန်မင်းဆွဲဓမြတွေဖြင့်ဒေတာကန်နေတည်ထားကြတဲ့ရာဇဝိတ်ကိုင်းတွေကလူတွေကိုအတင်းအဓမ္မပြန်ပေးဆွဲခေါ်ဆောင်သွားပြီးပြန်ပေးငွေတောင်းလေးရှိတဲ့ဖိရက်တွေကနိုင်ဂျီးယားနိုင်ငံကနေရာတော်တော်များများမှာအ धिक ပြဿနာဖြစ်နေကြုံတွေ့လာနေရပါတယ်။ ဆန်စုံနဲ့တခုရှိသွားပြီဖြစ်တဲ့2014ခုနှစ်တုန်းကလည်းချီပိုမြို့စာတင်ကျောင်းတစ်ကျောင်းကနေပြီးတော့ကျောင်းသူမိန်ကလေးငယ်286ယောက်ကိုဘိုကိုဟာရန်အစ္စလာမစ်ဝါဒီလက်နက်ကိုင်အုပ်စုကပြန်ပေးဆွဲခေါ်ဆောင်သွားတာနဲ့ကြုံခဲ့ရပြီးဒီဖြစ်ရပ်ကြောင့်နိုင်ငံတကာကအာရုံစိုက်လာကအဲ့ဒီမိန်ကလေးတွေပြန်လွတ်လာဖို့ကမ္ဘာတဝန်းကကြိုးပမ်းလှုံ့ဆော်လာရတဲ့အထိဖြစ်ခဲ့ရပူပါတယ်